ငါတစ်သေးကတော်တော်ချိုးချိုးရွာရွာပဲအခုဆိုကျွန်တော်ဘွဲ့လွန်စတဲ့နေတာငါးနှစ်မြောက်ရောက်နေကြီးနောက်ဆုံးစာတမ်းပြုစုဖို့ကောင်းစဉ်ကောင်းလေးတစ်ခုရှားရတာက စိန်ခေါ်မှုတစ်ခုလို ဖြစ်နေပါတယ်ကျွန်တော်ကောင်းစဉ်တတ်မှတ်ချက်ကရေးပြီးဘွဲ့ယူလို့ရရင်ပြည်ရောဆိုတဲ့ကောင်းစဉ်မျိုးတန်းဟာအရေးလဲကြီးတယ်တန်ဖိုးလဲချစ်တယ်လို့ယုံကြည်တဲ့အတွက် ကျွန်တော်စိတ်ဝင်စားမဲ့သုတေသနာပေါင်းခေါင်းစဉ်မျိုးစုံကိုရှာပြီးလိုအပ်နေထပ်ပါတယ်ဒါပေမဲ့ဒီအချက်တွေနဲ့တညီမဲ့ခေါင်းစဉ်ကခက်ခဲလိုက်မယ်လို့လည်းတတိထားပါတယ်တရက်တော့တက္ကသိုလ်ကသုတေသနာလမ်းလမ်းပြဆရာတယောက်ကကျွန်တော်ကိုစာလံပြုစုဖို့ကိုခဏမေ့ထားပြီး သူတို့နဲ့အတူ သုတေသန project တစ်ခုမှာဝင်ရောက်ကုညီလောက်ကန်ပေးဖို့ကြောခဲ့ပါတယ်ဇူရမဲ့တာဝန်ကတော့တက္ကသိုလ်ကဇုတ်ခဗေဒဌာနမှာဝန်တန်းတွေရဲ့အလောအလောထွက်နှုံးကဘာလို့အရမ်းမြင့်နေလဲဆိုတာကိုဖော်ထုတ်ဖို့ဖြစ်ပါတယ်ကျွန်တော်လည်းအလောထွက်ဖို့ပြင်နေတဲ့လူတွေကိုအင်တာဗျူးကြည့်ဖို့သဘောတူလိုက်ပါတယ်ကျွန်တော်အတွက်ပထမဆုံးသောအင်တာဗျူးကနေ ထင်မြင်ချက်ကောင်းကောင်းတစ်ခုကိုရလိုက်စေပါတယ်အလုံးမှာရှောက်လာပဲရှိသေးတဲ့ဝန်တန်းတယောက်ကကျွန်တော်ဘဝမှာဒီထက်ပူတနာစရာကောင်းတဲ့ရှောက်လာတာကာလမရှိတော့ဘူးလို့ပြောခဲ့ပါတယ်ရုပ်တရက်ကျွန်တော်ရဲ့ဘဝရရင်ပြေရောဆိုတဲ့ကောင်းစဉ်ကိုရှာတွေ့သွားခဲ့ပါပြီအသက်40နောက်ပိုင်းရောက်နေတဲ့ဒီဝန်တန်းဟာတက္ကသိုလ် မဝင်ခင်မှာ23နှစ်လုံးလုံးလက်သမားဆရာတယောက်ဖြစ်ခဲ့ပါတယ်။ကျော်ရုံတန်ရာရမှုကြောင့်ထိုင်းကောမှာထိုင်ပြီးပြုပြင်ထိန်းသိမ်းရေးအလုပ်တွေလုပ်ပေးနိုင်တဲ့လက်ရှိအလုပ်ကိုစာခဲ့တာဖြစ်ပါတယ်။လက်သမားဆရာကနေနဲ့လက်သမားဆရာအနေနဲ့ကိုယ်ပိုင်အလုပ်ကိုနှစ်အကြာကြီးလုပ်ခဲ့ပြီးနောက်စာဝတ်နေရတဲ့အတွက်အဖွဲ့အစည်းတစ်ခုမှအချိန်ပြည့်အလုပ်ကို လှုပ်ရှင်းဖြစ်ပါတယ်စစ်ချက်သူနဲ့မတည့်လို့ဆိုပြီး သူအလောက်ထွက်ရခြင်းအဓိကအကြောင်းရင်းကိုဖော်ပြခဲ့ပါတယ်စစ်ချက်သူက သူကသူ့လုပ်ငန်းအတွေ့အကြုံတွေအများကြီးပါလာတာတောင်းလေးစားရကောင်းမှန်းမသိပဲကိစ္စအရာရာကို လိုက်ပါနေတာလို့ပြောပြခဲ့ပါတယ်သူ့အနေနဲ့ဆိုရင်ဂျေဇုတင်စကားတောင်းမကောင်းပါဘူးတဲ့ သေသူတင်စရာတောင်မကောင်းပါဘူးတဲ့သူကအပြစ်တင် ဝေဖန်စရာရှိမှတာစကားပြောတဲ့ပြောဆိုဆက်ဆံရေးညံ့တဲ့လူတယောက်လိုလဲပြောခဲ့ပါသေးတယ်ကျွန်တော်သူတေသနာစာတန်းအတွက်မကြသေးခင်က အလုထွက်သွားတဲ့ဝန်ထမ်းအယောက်90ကိုအင်တာဗျူးခဲ့ပါတယ်သူတို့အလုထွက်ရတဲ့အတိကအကြောင်းရင်းတစ်ခုက သူတို့ရဲ့ကြည်ကျက် ကြည်တက်နဲ့ဖြစ်တဲ့အခက်အခဲတွေအကြောင်းလို့အများစုကရှင်းပြကြပါတယ်အလုတ်ရှင်တွေရဲ့တက်တနာဝန်တန်းတော်တော်များများကလှုပ်သက်တချောက်အ ਨੇ ဆုံးတစ်ချိန်တော့မကောင်းတဲ့သတိနဲ့ကြုံတွေ့ရပါတယ်တကယ်တော့သတိကောင်းတယောက်နဲ့တခါမှကိုမကြုံဘူးလို့အများစုက တွေးကြပါတယ်အာယုံခံစားနိုင်မှုမရှိခြင်းပြောဆိုဆက်ဆံရေးမအောင်မြင်ခြင်း တရားမျှတမှုမရှိခြင်းစသည်တို့ကကြီးကြပ်မှုဉာဏ်ဖြင့်ခြင်းရဲ့သင်္ကေတလက္ခဏာတွေဖြစ်ပါတယ်တောင်းကောင်းတဲ့ကြည်ချက်သူတွေကို ရှာဖွေဖို့ဘာလို့ခက်ခဲတာလဲအကြောင်းအရင်၆ချက်ရှိပါတယ်နံပါတ်1ကြည်ချက်မှုခက်ခဲခြင်းဝန်တန်းတွေကို စိတ်အားတက်ကြွအောင်လှုပ်တဲ့အခါရှုပ်ထွေးပွေလီတဲ့ပြဿနာတွေ တိုင်တွယ်ဖြည့်ချင်းရင်းနဲ့အလုတ်ဝန်တန်းဆိုင်ရာပြဿနာတွေဖြည့်ချင်းဖို့ကခက်ခဲပါတယ်လူအနှဲငယ်လောက်ကသာဒီတာဝန်တွေအားလုံးကိုကောင်းကောင်းကင်တွယ်နိုင်စွမ်းရှိပါတယ်နံပါတ်၄ကိန်းကနန်းမူဝါဒအဖွဲ့အစည်းတွေအနေနဲ့ခေါင်းဆောင်မှုခေါင်းဆောင်မှုနဲ့လူမှုဆက်ဆံရေးစွမ်းရည်တွေကောင်းကောင်းပြသနိုင်တဲ့လူတွေထက်ပစ္စည်းအယောင်တော်ပြီး ငွေကြေးကိန်းကနန်းတွေတက်လာအောင်လှုပ်တဲ့သူတွေကိုသာစီးမြောက်စီးမြင့်မြောက်စားကြပါတယ်နံပါတ်3ဉာဏ်ဖြင့်တဲ့အလောက်ခန့်ခြင်းပညာဒီလိုလူတော်ဦးစားပေးတဲ့ခေတ်မှာအလောက်ရှင်တွေဘက်ကအခြားသူတွေကိုကြည့်ကြပေးနိုင်တဲ့အလားအလာကောင်းရှိတဲ့သူတွေကိုအလောက်ခန့်ဖို့မကြိုးစားကြပါဘူးသူတို့ကအလောက်လျှောက်တဲ့သူတွေရဲ့ မိပညာစွမ်းရည်ကိုပဲအာယုံဆိုင်နေကြတယ်သူများကိုစိတ်သက်တက်ကြွအောင်လှုပ်ပေးနိုင်တဲ့အရေးရချင်းနဲ့အီဂျူမြန်မာချင်းစတဲ့လက္ခဏာရက်တွေကို အလောက်ခန့်တဲ့လုပ်ငန်းစဉ်ထဲမှာထည့်သွင်းစဉ်းစားခြင်းမရှိပါဘူးနံပါတ်၄ကောင်းတဲ့ကြည်ကျက်မှုအတွက်အတိအမှတ်ပြုမှု မရှိခြင်းသူများကိုအမှန်တကယ် ဘလောက်ပဲကြည်ကြက်နိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီးအနောက်ကနေလောက်ကလာစာတူပေးခြင်းနဲ့ရာသူတူပေးခြင်းတို့လိုက်မလာပါဘူးနံပါတ်5လေ့ကျင့်သင်ကြားမှုမရှိခြင်း အဖွဲ့အစည်းအများစုက သူတို့ရဲ့ကြည်ကြက်သူတွေအတွက်တင့်တော်တဲ့လေ့ကျင့်သင်ကြားမှုမလုပ်ကြပါဘူးလေ့ကျင့်သင်ကြားမှုကိုအရေးကြီးတဲ့ဇင်းနီးမြုံနံမှုတစ်ခုလို့မြင်ရမယ့်အစား အရေးမပါတဲ့ကုန်ကြမ်းစရိတ်အနေနဲ့သာမြင်ကြပါတယ်။နံပါတ်6စံနမူနာစံနမူနာပြကောင်းများ မရှိခြင်းအခြားမန်နေဂျာတွေနဲ့ကြီးကျက်သူတွေကိုနှီးပေးလမ်းပြလမ်းညွှန်ပေးနိုင်တဲ့ထူးချွန်စီနီယာမန်နေဂျာဆိုတာစာအုပ်ထဲမှာပဲရှိတာတကယ်တမ်းမသိတဲ့လူကို မတတ်တဲ့လူကိုဥဆောင်နေရတယ်လို့ပဲ။ စိတ်ပညာရှုတော့ဉာဏ်ချင်းနဲ့ကြည်ကျက်စွမ်းရည်ရှိတဲ့တစုံတယောက်အတွက် အလုံးလုံးပေးတဲ့အခါဘယ်ဝန်တန်းမှဆရာတတ်တန်ပြီးတက်ကြွမှာမဟုတ်ပါဘူးဝန်တန်းတွေရဲ့နေစဉ်လုပ်ငန်းတာဝန်တွေဆိုတာ များသောအဖြစ်ကြည်ကျက်သူကသတ်မှတ်ပေးတာပါ လေးစားခံရတယ်ချီးကျူးခံရတယ်မြတ်မြတ်တတ်တတ်ဆက်ဆံခံရတယ်ဆိုတဲ့ခံစားချက်တွေ ဝန်တန်းတွေရရှိဖို့လိုအပ်ပါတယ်ချစ်ချက်မှုဆံရအပြုမှုတွေနဲ့ဝန်တန်းတွေရဲ့စိတ်ကြင်နှံမှုစိတ်အားတက်တံမှုစွမ်းဆောင်ရည်တို့ကဆက်ဆက်မှုနဲ့ပတ်သက်ပြီးနှစ်ပေါင်းများစွာ သီအိုရီအများကြီးဖော်ထုတ်ထားတာ ရှိပါတယ်ကောမွန်တဲ့ချစ်ချက်သူတွေမှာမွေးရပါသို့မဟုတ်သင်ယူရရှိတဲ့စံပြလက္ခဏာရက်တွေပိုင်ဆိုင်ကြတယ်လို့ ရှင်းရခင် theory တွေက ယူဆကြပါတယ်ဥပမာပြောရရင် ကောင်းတဲ့ကြီးကျက်သူတွေကစီမံခန့်ခွဲရေးနဲ့ဖွဲ့စည်းတည်ဆောက်ရေးစတဲ့ထူးချွန်တဲ့လုပ်ငန်းဆိုင်ရာအုပ်ချုပ်ရေးစွမ်းရည်တွေကိုအတုံးချပြီးတော့စွမ်းဆောင်မှုရှိတဲ့အပြင်အေးကျူမြင့်မားတဲ့ထူးချွန်တဲ့လူမှုစွမ်းရည်တွေကိုလည်းပိုင်ဆိုင်ကြပါတယ်လူအဖွဲ့အစည်းတွေအနေနဲ့ အတိကတော့ချက်ကဒီလိုအရေးရှင်းရှိပြီးသားကြည်ချက်သူဒါမဟုတ် လေ့ကျင့်ပေးခြင်းရနိုင်မဲ့အလားအလာရှိတဲ့သူတွေကိုရှာဖွေဖို့ပါပဲမကြသေးခင်က တွေးကြည့်ထားတဲ့ကြည်ချက်မှုနဲ့ဆိုင်တဲ့အပြုမူပိုင်းဆိုင်ရာသီယိုဒီတွေအရာခေါင်းဆောင်မှုဆိုင်ခေါင်းဆောင်မှုစတိုင်မှာအလုတ်ကိုဦးစားပေးတဲ့စတိုင်နဲ့ လူကိုဥစားပေးတဲ့ style ဆိုပြီးအခြေခံနှမျိုးရှိတယ်လို့ဆိုကြပါတယ်အလောက်ကိုဥစားပေးတဲ့ကြီးကျက်သူတွေကတော့ဝန်တန်းတွေကို အကျိုးရလတ်တွေအောင်မြင်အောင်ဘယ်လိုလုပ်ရမလဲစတာကို ရှင်းပြပြီးသူတို့ရဲ့စိတ်သက်တကြွမှုကိုပါမြင့်မားစေပါတယ်လူကိုဥစားပေးတဲ့ကြီးကျက်သူတွေက ပူညီပံ့ပိုးမှုအားကောင်းတဲ့လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ဖန်တီးပေးပြီးတော့ဝန်တန်းတွေရဲ့ဆရာထက်တန်မှုနဲ့စိတ်ကျေနပ်မှုကိုတိုးပွားစေပါတယ်မဟာဗျူဟာနှစ်ခုစလုံးကထိရောက်မှုရှိနိုင်ပါတယ်စီးပွားရေးသီအိုရီပညာရှင် ရောဘတ်ဟောက်ရဲ့သုတေသနပြုချက်အရဝန်တန်းတွေကို အလုတ်ကြိုးစားရင်စီမံချက်တွေအောင်မြင်မယ်အဲ့ဒီဇီမန်းချက်တွေအောင်မြင်ရင် သူတို့တန်ဖိုးထားတဲ့ဆုလက်တွေရနိုင်မယ်ဆိုတော့ ယုံကြည်ချက်ကိုပေးနိုင်ရင်ခြေချက်သူတွေအနေနဲ့ပိုထိရောက်မှုရှိတယ်လို့ဆိုပါတယ်။တစ်ချိန်တည်းမှာပဲမေရီလန်တက္ကသိုလ်ရဲ့အတ်ဝတ်လော်ယာခြေချက်သူဆိုတာဝန်ထမ်းတွေသူတို့ရဲ့အလုပ်တံပိုးကိုရရှိနိုင်အောင် အတိုင်းအတာတစ်ခုအထိလွှမ်းမိုးပြီးတော့ဝန်ထမ်းတွေရဲ့စိတ်ကျေနပ်မှုကိုဖြစ်စေတယ်လို့ဆိုပါတယ်။ဘယ်လိုမျိုး ဘယ်လိုမျိုးလဲဆိုရင်စိတ်ဝင်စားစရာကောင်းပြီးပြောချင်စရာကောင်းတဲ့အလုတ်ကိစ္စနဲ့စတဲ့အလုတ်တာဝန်တွေလာစားတူရာတူတူခွင့်ရပိုကောင်းတဲ့စက်ပစ္စည်းတွေနဲ့လုပ်ငန်းခွင်ပတ်ဝန်းကျင်စတဲ့အလုတ်တာဝန်ပြင်ပတန်ဖိုးတွေပါဝင်ပါတယ်ကျစ်ကျက်သူကောင်းတယောက်ဟာသူ့ဝန်တန်းတွေရတန်ဖိုးတွေကိုရှာဖွေတတ်မှတ်ပြီးတော့ ဒီတံပိုးတွေရှားချစ်လာအောင်အခွင့်အရေးတွေပံ့ပိုးပေးနိုင်ပါတယ်ဘယ်လိုဖြည့်ချင်းကြမလဲတထေးကောင်းတွေမှာထူးခြားချက်တွေစတိုင်တွေသမဟုတ်အရေးအချင်းတွေပိုင်ဆိုင်ကြပါတယ်ဒီအရာတွေကပဲဝန်တန်းတွေကို သူတို့လိုချင်တဲ့ရှင်းမြမှုတွေနဲ့တံပိုးတွေကိုရရှိနိုင်စေတဲ့စနစ်ချပြီးအထောက်အပံ့ပေးတဲ့ ပဝင်းကျင်ကိုထိတိယောက်ယောက်ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ဘိုးကောင်းတဲ့တထေးဖြစ်ဖို့အခြေခံကြတဲ့နီလန်ခုနှစ်ချက်ကအောက်ပါအတိုင်းဖြစ်ပါတယ်။နံပါတ်1ဝန်တန်းတွေကို လေးစားမှုနံပါတ်2ဝန်တန်းတွေကိုလေးစားမှုနဲ့ဂုံတိတ်ခါရှိရှိဆက်ဆံပါ။နံပါတ်3ဆုံးဖြတ်ချက်ချရာတွင်ဝန်တန်းတွေကိုပါဝင်ခိုင်းပါ။နံပါတ်3ဝန်တန်းတွေကို လုတ်ပိုင်ခွင့်ပေးပါနံပါတ်၄အလုတ်တာဝန်တွေကိုရှင်းရှင်းလင်းလင်းပြောဆိုဆက်သွယ်ပါနံပါတ်၅နားထောင်ပါနားထောင်ပါနားထောင်ပါနံပါတ်၆သင်ရဲ့အလုတ်ကလူပြဿနာတွေကိုခြေချင်းရမဲ့အချက်ပါပါတယ်ဆိုတာသိရှိထားပြီးပါနံပါတ်၇တဝူးချင်းကိုအတိအမှတ်ပြုပေးပါနံပါတ်၄ကို ဝန်တန်းတွေအများစုကသူတို့ရဲ့တထေးတွေကြောင့်မပြောချင်ကြဘူးဒါပေမဲ့တထေးကောင်းဖြစ်ဖို့ကလည်းမလွယ်ကူလာဘူးလေတင့်အတွက်ရောတင့်ဝန်တန်းတွေအတွက်ပါဘယ်အရာကထိရောက်မှုအခြေဆုံးလဲဆိုတာသိဖို့နီလာအစ်စ်တွေအဆက်မပြတ်လေးလာစမ်းစစ်နိုင်မဲ့အမျိုးအမြင်ရှိတဲ့ဆောင်ရွက်မှုနဲ့စူးစမ်းအားထုတ်မှုတွေလိုအပ်ပါတယ်အခြား သူတွေကိုကြည့်ကြရင်တင်ကိုယ်တိုင်ကလည်းတင်ယူပါအပြင်မှာကြံတွေ့တဲ့အခါငါအရင်ငါအရင်အလောက်ကတော်တော်ဆိုးတဲ့တထေးလေးလို့အပြောမခံရစေနဲ့